မင်္ဂလာပါရှင်ခေတ်သစ်တယ်လီဗေးရှင်းကနေတရင်လေးကိုတင်ဆက်ပေးပါမယ်တိုင်းမြမာနယ်စပ်စကောင်းစီခမာယာ24တိုင်းရင်တန်လက်စကန်ကို KNL ပူပေါင်းတပ်တွေကအပြင်းထန်ထိုးစစ်ဆင်ပြီး တခေါ်ဘီခွီစကန်သိမ့်ပြီးရဲ့နောက်စစ်တပ်စကန်တွင်ကိုတောက်ရှောက်တိုက်ခိုက်နေတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ကရင်ပြည်နယ်ထိုင်းမြန်မာနယ်စပ် KNU တပ်မဟာခနင်းနယ်မြေတွင်ရှိစစ်ကောင်စီခမာယာ24တိုင်ရဲ့တန်လဲစကန်ကို KNL ပူးပေါင်းတပ်တွေကအပြင်းထန်ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း KNU သတင်းရင်းမြစ်ကပြောကြားခဲ့ပါတယ်။ဒီကနေ့မနက်ပိုင်းစောပိုင်းကစတင်ပြီးထိုင်းမြန်မာနယ်စပ် KNU တပ်မဟာခနင်းနယ်မြေတွင်ရှိစစ်ကောင်စီရဲ့ခမာယာ24တိုင်ရဲ့တန်လဲစစ်စကန်ကို KNL ပူးပေါင်းတပ်တွေကဒရုန်းနဲ့ပုံကျင်းချင်း87မမလက်နက်ကြီး ီဗီနဲ့ပြစ်ခတ်ခြင်းအပါအဝင်အပြင်အထံထိုးစစ်ဆင်နေကြောင်းစစ်တပ်ကလည်းစကမ်းမကြစေဖို့အတွက်တိုင်လင်ရင်နဲ့ဘုံကျင်ခုခံတိုက်ခိုက်နေကြောင်းမနေ့ကစစ်ကောင်စီရဲ့တခေါ်ပြီးခွီးစကန်ကိုတင်ပတ်ပြီးရနောက်ဒီကနေ့မှစစ်တပ်ရဲ့တန်တဲ့စကန်ကိုထိုးစစ်ဆင်နာဖြစ်ကြောင်းသိရပါတယ်မနေ့ကစစ်တပ်ရဲ့တခေါ်ပြီးခွီးစကန်ကိုထိန်းသိမ်းနေဒီနေ့မနက်မှမနေ့ကသိမ်းတဲ့စကန်ရဲ့အရှိပန်းတော်တရားတောင်ကျော်မှရှိတဲ့တန်တဲ့စကန်ကိုဆက်ပြီးတော့တိုက်တာပါစစ်ကောင်စီတပ်ကတိုင်လင်ရင်စစ်ကူခေါ်တော့ဘုံလာကျဲတယ်ကိုဘက်ကတော့ဒရုန်းနဲ့လာချတယ် လက်နက်ကြီးအလုံးကြီးတွေပြစ်ထက်နေရလို့ရှေ့တန်းရောက် KNL လေးပူပေါင်းတက်သတင်းရင်းမြစ်တွေကရှင်းပြပါရယ် KNL လေးပူပေါင်းတက်တွေကထိုးစစ်ဆင်နေအဆိုပါစခန်းကထိုင်းနိုင်ငံထက်ဆောင်ရမ်းမြို့နယ်အပိုင်းမေလချင်းရွာဘက်နဲ့နီးကပ်နေတဲ့အတွက်ထိုင်းစစ်တပ်ကနေဆက်တောင်ရင်မြစ်ကူဂိတ်တွေကိုပိတ်ထားပြီးစောင့်ကြည့်ကင်းလည်နေကြောင်းသိရပါရယ်ထိုင်းစစ်တပ်ကနှစ်နိုင်ကြားတကားတင်ကားရင်တန်းတွေအသားပြက်ကင်းပတ်နေတဲ့မေလတခြားမှာလည်းဂိတ်တွေချစစ်နေတယ်တောင်ရင်မြကန်ကူဂိတ်တွေအကုန်ပိတ်ထားတယ်ထိုင်း နရစ်ဆန်ဘူဟာမူကိုရိုင်းတိုင်မြန်မာတိုက်ပွဲကိုစောင့်ကြည့်နေတယ်လက်နက်ကြီးလေရင်အစုံတိုက်နေတာဆိုတော့ထိုင်းဘက်ကြည်ကြမှာနဲ့စကားဆစစ်တာပြေးတက်လာမှာကိုစောင့်ကြည့်ရုံပဲလို့ထိုင်းမြန်မာနယ်စပ်မှာစည်ရေးတရင်အရင်မြစ်တွေကဆိုပါတယ် KNU ကထိုင်းမြန်မာနယ်စပ် KNU တပ်မခွနစ်နယ်မြေအပိုင်းတွင်ရှိစစ်ကောင်စီစခန်းတွေအားလုံးကိုဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့အတွက်မြောင်းဝီမြို့နယ်တွင်ရှိစစ်ကောင်စီရဲ့မော်ဖိုးကီစခန်း တော်ကီထာစကန်နော်တရာစကန်ဝမ်ခါသစ်စကန်ဒီမှာလည်းတိုက်ပွဲများကူးဆက်လာနိုင်ကြောင်းသိရပါတယ်။နောက်ထပ်တပုတ်အနေနဲ့မြန်မာနိုင်ငံရှိတရုတ်ဝန်တန်းအဖွဲ့အစည်းများနဲ့စီမံကိန်းများရဲ့ဘေးကင်းလုံခြုံရေးကိုလက်တွေ့ကြစွာအာမခံပေးဖို့တရုတ်သမ္မတတောင်းဆိုမှုမင်းအောင်လှိုင်ကအစွမ်းကုန်အာမခံပေးသွားမယ်လို့တုံ့ပြန်နေကြောင်းတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံရဲ့တရုတ်ဝန်တန်းအဖွဲ့အစည်းများနဲ့စီမံကိန်းများရဲ့ဘေးကင်းလုံခြုံရေးကိုလက်တွေ့ကြစွာအာမခံပေးနိုင်ဖို့တရုတ်သမ္မတရှီကျင်းဖင်ကတောင်းဆိုလိုက်ပြီးအကြမ်းဖက်မင်းအောင်လှိုင်ကလည်းအစွမ်းကုန်အာမခံပေးသွားမယ်လို့တုံ့ပြန် ောဆိုပါရယ်မနေ့ကတရုတ်သမ္မတနဲ့အကြံဖတ်မင်းအောင်လှိုင်တို့တွေ့ဆုံစဉ်အဲ့ဒီလိုပြောဆိုခဲ့တာဖြစ်ကြောင်းတရုတ်စင်ဟွာသတင်းဌာနကဖော်ပြပါရယ်တရုတ်သမ္မတကမြန်မာနိုင်ငံရှင်တရုတ်ဝန်တန်းအဖွဲ့အစည်းစီမံကိန်းများရဲ့ဘေးကင်းလုံခြုံမှုကိုလက်တွေ့ကြစွာအားမခံပေးဖို့အွန်လိုင်းလောင်းကစားဆက်သွယ်လိမ့်လိုက်မှုစတဲ့နေဆက်ဖြတ်ကြောပြစ်မှုကျူးလွန်မှုတွေကိုတိုးမြှင့်တိုက်ဖြတ်ဖို့တောင်းဆိုခဲ့ကြောင်းသိရပါရယ် မင်းအောင်လိုင်းကတရုတ်နိုင်ငံနဲ့ဆက်ဆံရေးကိုမြားစွာအလေးထားကြောင်းတရုတ်နိုင်ငံရဲ့ယုံကြည်စိတ်ချရတဲ့ချစ်ကြည်ရင်းနှီးတိုက်တဲ့အိန္ဒိယအဖြစ်ထာဝရလှုပ်ဆောင်သွားလို့ကြောင်းမြန်မာနိုင်ငံအနေနဲ့နိုင်ငံစည်းဝိုင်းကုံသွင်းစွမ်းရင်စတဲ့ကဏ္ဍတွေမှာပူးပေါင်းဆောင်ရွက်မှုတွေကိုအားထားဆောင်ရွက်လေရှိကြောင်းမြန်မာနိုင်ငံရှိတရုတ်စီမံကိန်းနဲ့ဝန်ထမ်းများရဲ့ဘီကင်းလုံခြုံမှုကိုအစွမ်းကုန်အားမခံပြီးသွားမှာဖြစ်ကြောင်းထုတ်ပေါ်ပြောဆိုပါရယ်အကြံဖက်မင်းအောင်လိုင်းကရုရှားနိုင်ငံမော်စကိုမြို့မှာပြုလုပ်တဲ့နေ့80ပြည့်ရှင်ပြည်နယ်အပွဲအခမ်းအနားတွားရောက်စဉ်တရုတ်သမ္မတနဲ့တွေ့ခွင့်ရဖို့ရုရှားရဲ့အကူအညီနဲ့ကြိုးပမ်းခဲ့ပြီးရဲ့နောက် ဲ့ဒီလိုတွေးဆောင်ပွဲဖြစ်ပေါ်လာခြင်းဖြစ်ကြောင်းနေပြည်တော်စစ်ဘက်သတင်းရှင်မြစ်တွေကပြောဆိုပါတယ် နောက်ထပ်တစ်ပုတ်အနေနဲ့ချောင်းမျိုးနဲ့သုံးပံလာချင်းရွာကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲစစ်တပ်ကစစ်တပ်လီဒီများနဲ့ပြေခန့်ပုံချင်းမှုကလင်းငယ်တုံးပါဝင်ပြည်သူသုံးတည်ဆုံတဲ့ကြောင်းတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းချောင်းမျိုးနဲ့သုံးပံလာချင်းရွာကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲစစ်တပ်ကစစ်တပ်လီဒီတွေနဲ့ပြေခန့်ပုံချင်းရကလင်းငယ်တုံးပါဝင်ပြည်သူသုံးတည်ဆုံကြောင်းသုံးပံလာချင်းရွာမှာပြည်သူတချို့ကသတင်းဌာနကိုပြောပါရယ်။မေလ10ရက်နေ့မနက်ပိုင်းမှာချောင်းမျိုးနဲ့သုံးပံလာချင်းရွာကိုစစ်တပ်ကစစ်တပ်လီဒီများနဲ့ပုံချင်းပြေခန့်ကြောင်းပုံချင်းပြေခန့်ချိန်မှာတိုက်ပွဲဖြစ်ပွားခြင်း င်မရှိပဲပြည်သူများပုံမှန်အတိုင်းနေထိုင်သွားလာလှုပ်ရှားနေစဉ်ဘုံကျဲပြစ်ခတ်ခံရခြင်းဖြစ်ကြောင်းအဲ့ဒီလိုဘုံကျဲမှုကြောင့်ကလေးငယ်တောင်ပါဝင်ပြည်သူသုံးဦးနေရာမှာပဲပွေချင်းပြီးတိစုံသွားကြောင်းသိရပါတယ်တိုက်ပွဲလည်းမရှိဘူးအဲ့ဒါကိုဒီအတိုင်းဘုံလာကျဲတာပါရာမိုတာနဲ့တည်သွားတဲ့ကလေးငယ်က10နှစ်လေးတန်းကျောင်းသားလေးပါအဲ့ဒီကလေးပါဝင်တိစုံတာကပြည်သူသုံးဦးဖြစ်ပါတယ်နောက်ပြီးပြည်သူနှောင်းဦးလည်းတန်ရာရရှိထားပါတယ်လို့ဒေသခံပြည်သူတောင်ကရှင်းပြပါတယ်အကြံဖက်စစ်ကောင်စီတပ်ကမေလ6ရက်နေ့မှမေလ31ရက်နေ့အထိယာယီအပြစ်ခတ်ရဲစင်းရေးလို့ကြေညာ ထားပြီးမြဲလက်တွေ့မှာတော့စစ်တပ်ကလေကြောင်းတိုက်ခိုက်ခြင်း၊ဒရုန်းနဲ့ပုံကျခြင်း၊စစ်ကြောင်းထိုးခြင်းများကိုတနင်္ဂနွေလုံးအတိုင်းအတာနဲ့ဇက်တိုက်လှုပ်ဆောင်လျက်ရှိကြောင်းတော်လိုင်းတပ်ဖွဲ့တွေကထုတ်ပြန်ပြောဆိုပါရယ်။ ။နောက်ထပ်တစ်ပုတ်အနေနဲ့တင်းသားမျိုးနဲ့တိန်ခွန်ရွာတိုက်ပွဲအတွင်းခမရ924တိုင်ရင်မှာစစ်ကောင်စီတပ်သား2ဦးလက်နက်များယူဆောင်လာပြီးအလင်းဝင်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။တနင်္သာရီတိုင်းတနင်္သာရီမျိုးနဲ့တိန်ခွန်ရွာတိုက်ပွဲအတွင်းခမရ924တိုင်ရင်မှာအကြမ်းဖက်စစ်ကောင်စီတပ်သား2ဦးလက်နက်များယူဆောင်လာပြီးအလင်းဝင်ရောက်လာခဲ့ကြောင်း KNU တပ်မှလေးတိုင်ရင်စစ်တပ်ဌာနချုပ်တက်ခွဲမှုကသတင်းဌာနကိုပြောပါရယ်။မီလာကိုရနေမှာတနင်္သာရီမျိုးနဲ့မောတောင်နေဆက်ကုံသွေးရင်လက်ပိုင်းရှိတိန်ခွန်ချင်းရွာတိုက်ပွဲအတွင်းခမရ924ဗုတ်ပြင်းအခြေ ီဆိုင်တရင်မှာတက်ကြတအုပ်နဲ့တက်သားတအုပ် KNL တရင်၁၁လောက်ခန့်ခွတ်တောင်းတမန်အထူးစစ်ကြောင့်ထံအလင်းဝင်ရောက်လာခဲ့ကြောင်းသိရပါဗျ။ အဆိုပါအလင်းဝင်လာတဲ့စစ်ကောင်စီတပ်သားနှုတ်က ME1 တနက်နှစ်လက်ကြီးပေါက်ကိုကူကြီး328တောင်းလို့ယူဆောင်လာတာကြောင့်ကွန်ပျူတာစွန့်ဝင်များထပ်မံချင်းမြင့်သွားမှာဖြစ်ကြောင်းသိရပါတယ်။ဒီနေ့အလင်းဝင်လာတဲ့နှုတ်ဦးနဲ့ပတ်သက်ပြီးပြောလိုတာကသူတို့ပြောပြချက်အရစစ်ကောင်စီတပ်ထဲမှာပြေးကျင်နေသူတွေတော်တော်များနေရလို့သိရတဲ့အတွက်စစ်ကောင်စီကစစ်မှုရန်တပ်သားတွေကိုအသေးခံခိုင်းနေရလို့ပဲမှတ်ချက်ပေးကြမှာတယ်။သူတို့ပြောပြချက်အရအရှိလေတိုးလို့များနောက်ပြန်ဆုတ်ခွင့်လည်းမပေးဘူးလို့သိရတဲ့အတွက်ကြောင့်မကြခင်မှာအခုလိုမျိုးအလင်းဝင်မဲ့သူတွေပုံများလာမယ်လို့တော့ထင်တယ်လို့ KNU တပ်မဟာလီ တရင်စစ်တေဌာနချုပ်တက်ခွဲမှုကပြောဆိုပါရယ်ဆက်လက်ပြီးဖလန်းမြို့တိုင်းတိုက်ပွဲကိုလက်အင်္ဂါပေးဆက်ခံခဲ့ရတဲ့ရဲဘော်များအတွက်စီကူတာစီကန်ဒေါ်လာ3သိန်းခန့်လိုအပ်တယ်လို့ချင်းညီနောင်ပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်ချင်းပြည်နယ်ဖလန်းမြို့တိုင်းစစ်စင်ရေးအတွင်းဒဏ်ရာရရှိခဲ့တဲ့ရဲဘော်တွေကိုခြေထုလက်တူနာကြာကရိယာတွေတက်ဆင်ပေးနိုင်ဖို့အတွက်အမေရိကန်ဒေါ်လာ3သိန်းခန့်လိုအပ်ကြောင်းချင်းညီနောင်စီရေးကော်မတီအတွင်းရေမှုချင်းမျိုးသားကာကွယ်တဲ့ CNO CND ရဲ့ပြန်ကြားရေးမှုဆက်လိုက်တင်မီကပြောပါရယ်ဖလန်းမြို့တိုင်းတိုက်ပွဲအတွင်းဒဏ်ရာရချင်းညီနောင်သူရဲကောင်းများနဲ့ ဟာမင်းများအတွက်ရန်ပုံငွေရှာဖွေမှုကိုအွန်လိုင်းမှာပြုလုပ်ရာဆက်လိုက်တီမီကတန်ရာရရဲဘော်ရီရဲ့အခြေအနေကိုအသိပေးပြီးစေကူတာမှုကုန်ကျစရိတ်လိုအပ်ချက်ကိုပေါ်ပြခဲ့ပါတယ်။တန်ရာရရဲဘော်ရီမှာခြေတော်လက်ဖြတ်တောက်ခဲ့ရတဲ့သူတွေရှိသလို ။မြင်းမြမြင်းနာမကျရသူရင်လည်းရှိကြောင်း၎င်းတို့အတွက်ခြေတော်တူလက်တူနာကြကရိယာတက်ဆင်ပေးမှုတွေပြုလုပ်နေကြောင်းသိရပါရယ်။ဖလန်းတိုက်ပွဲမှာကြီးပဲတန်ရာရတဲ့ရဲဘော်တွေရဲ့ကုန်ကျစရိတ်လိုအပ်တာကအမေရိကန်ဒေါ်လာတသိန်းလောက်ရှိပါတယ်။ဆိုတော့သူတို့ခြေတူတက်ဖို့အကုန်လုံးပေါ့လေဒါတွေကိုမိဘပြည်သူတွေအနေနဲ့ထောက်ပို့ပေးဖို့အတွက်ဒီကနေမြစ်တာရက်ခံပါတယ်လို့ဆလိုင်းတီမီကပြောပါရယ်။ဖလန်းမြုပ်သိမ်းစစ်စင်ရေးအတွင်းချင်းညီနာဖွဲ့ဝင်တပ်ဖွဲ့များမှရဲဘော်90ကျော်နဲ့မဟာမိတ်များစုစုပေါင်းဒေါ်လာရဲဘော်90ဝန်းကျင်တန်ရာရရှိခဲ့ပါတယ်။ရဲဘော်များအနေနဲ့လွတ်မြောက်လို့လို ကိုလက်အင်ကအစိမ့်ပိုင်းများအဆုံးရှုံးခံပြီးတော်လန်ရင်မှာပါဝင်နေတာဖြစ်ကြောင်းဆလိုက်တင်မီကပြောပါတယ်စစ်အာဏာရှင်ရဲ့လက်အောက်ကနေတကယ်ကိုလွမြောက်ချင်လို့ဖြစ်ပါတယ်လို့၎င်းကဆိုပါတယ်အဲ့ဒီလိုလွမြောက်ဖို့အတွက်တိုက်ပွဲဝင်ခဲ့ကြတဲ့ရဲဘော်အများစုရဲ့အသက်အရွယ်မှာ session နဲ့ nursery 25နှစ်ဝန်းကျင်ဖြစ်တယ်လို့ဆိုပါတယ်တကယ်လို့ဒီတော်လန်ရင်ထဲမှာမပါဘူးဆိုလို့ရှိရင်သူတို့ကတက္ကသိုလ်ကျောင်းတက်အမယ်အရွယ်ကြီးပညာသင်ကြားပြီးတော့ကိုယ့်ရဲ့အနာဂတ်အတွက်အများကြီးအနာဂတ်ရှိရတဲ့သူတွေဖြစ်တယ်ဒီလိုလူတွေကဘာဖြစ်လို့အသက်ပေးဆက်ရလဲဆိုလို့ရှိရင်တော့ကိုယ်ရင်ကပေးဆက်ခဲ့ကြတယ်လေ ဲဆိုရင်တကယ့်ကိုလွတ်မြောက်ချင်လို့ဖြစ်တယ်လို့စလိုင်းတီမီကပြောပါတယ်။ချင်းညီနောင်အနေနဲ့ဖလန်းပြင်းမတူဘီမင်းတက်ကံပတ်လက်ကျင်းတွင်းမျိုးများကိုတင်ပိုက်ထားပြီးတီးတိမ်မျိုးသိန်းစစ်စင်ရေးကိုလည်းဆင်နွှဲမယ်လို့အတိပေးထားကြောင်းသတင်းမှာဖော်ပြပါရှိပါတယ်ရှင်။